အခုစိတ်ဓာတ်တစ်ထိပ်ကြောင်းတကာကကြောင်းနေအရှင်ကာမဘုရဟန္တာမတိကိုမေးတော့မနေ့ကတော့အရှင်ဘုရားကမေးတပည့်တော်ကဖြေရတယ်ပေါ့ခဏိတော်တပည့်တော်ကမေးပြရစီကတိနုခောပန္တိသင်္ခါရကြောင်းတကာမေးတယ် သူတို့မျိုးပါဠိလိုမေးလိုက်ရင်နားလည်သွားတယ်။ဗန္တိယရှင်ဘုရားသင်္ခါရသင်္ခါရတို့သည်ကတိနုခောအပင်မြတ်တို့ဗန္ဒီဖျာအရှင်ဘုရားသင်္ခါရဘယ်နှမျိုးရှိတယ်လဲလို့မေး။အဲ့ဒီသင်္ခါရဘယ်နှမျိုးရှိတယ်လဲဆိုတဲ့အမေးရဲ့အဖြစ်ဟာမေးတဲ့ပုဂ္ဂိုလ်ရဲ့အလုံးကိုမသိရင် အမြတ်ကြီးလွယ်နေဘယ်လိုလဲခြေသိနာကပမာဘုံပုံညာဘိသင်္ခါရကာမကုသိုလ်အကာမကုသိုလ်နဲ့ယူပကုသိုလ်ကို ပုံညာဘိသင်္ခါရခေါ်တယ်အကုသိုလ်စေတနာကိုအပုံညာဘိသင်္ခါရခေါ်တယ် အယူပကုသိုလ်စေရနာကိုအာနိသာတိသင်္ကာရခေါ်တယ်။အဲ့ဒီတော့ဒီအနေနဲ့ဖြည့်ရင်တကကြီးသင်္ကာရ၃ပါးရှိပါပါလဲပုံညာပိသင်္ကာရအပုံညာပိသင်္ကာရအာနိသာတိသင်္ကာရဒီလိုဖြည့်ရတယ်။ပြီးတော့ရှင်းနိုင်တဲ့တနည်းလေးရှိသေးတယ် ကာယသင်္ခါရဝစီသင်္ခါရစိတ်ဓာသင်္ခါရလို့သင်္ခါရ၃မျိုးရှိတယ်တခါကြီးကြီးလို့ဖြည့်ရင်လည်းမှန်မဖြည့်စလုံးမဲ့အမှန်တော့အမှန်ကြီးပဲဒါပေမဲ့စိတ်ဓာတတိယရည်ရွယ်ချက်ကនិရောဓသမာဘတ်နဲ့ပတ်သက်တဲ့ယတနာကိုဥတီပြီးတော့ခြိတက်မလို့မေးတာဖြစ်တော့ ီသတိရဲ့အလိုကို မသိတဲ့ပုဂ္ဂိုလ်ဆိုရင်အဖြေလွဲနိုင်ပါလေအခုတော့အရှင်သာမဘုမထေရကသတိကငါကိုဏိယောဒသမာဘတ်ကိုမင်းမလို့စကားပြောတာပဲသိတော်မူတော့ဟောဖြေလိုက်တယောခောကပတိသင်္ခါရာကာယသင်္ခါရောဝစီသင်္ခါရော စိတ်ဓာသင်္ခါရောကာပတိကြောင့်လည်းကသတိ သင်္ခါရသင်္ခါရတို့သည်ကာယသင်္ခါရောကာယသင်္ခါရ၎င်းဝစီသင်္ခါရောဝစီသင်္ခါရ၎င်းစိတ်တသင်္ခါရောစိတ်တသင်္ခါရ၎င်းဣတိဤတို့တယောသုံးမျိုးတို့ရှိကုန်၏ကျောင်းစကားတတိသင်္ခါရက၁ကာယသင်္ခါရ၂ဝစီသင်္ခါရ၃စိတ်တသင်္ခါရလို့သုံးမျိုးရှိတဲ့ကျောင်းစကား တစ်အဖြစ်ပြီးစိတ်ဓာတ်တစ်ခြေကဝန်းတာလုံးလို့သာဓုပန္တိအရှင်ဘုရားသာဓုပါသာဓုပါသူတို့ဖြစ်တာကတော့သာဓုပန္တိအဲ့ဒီလိုပြောပြီးတော့စိတ်ဓာတ်တစ်ခြေဟာနောက်ဒုတိယပု္ပ္ပာဆက်မိပါဠိတော်မှာတော့အရှင်အနန္ဒာတို့အရှင်မဂ္ဂတ္တပမထေရမြတ်တို့ သံဃာယနာတွေမထီမြတ်တွေကဇကရှိနေနောက်နဲ့ဆက်မိဆက်မိအောင်သာရုပန္တိတိခောစိတ်တော်ကဟပတိအာယသမတောကာမဘုဒ္ဓဘာတိတောင်အဘိနန္ဒိတောအနုမောဒိတောအာယသမတံကာမဘုံဥတ္တရိံပညာအဘုံစီလို့ဇကဆက်ဆံပေးရဗန္တိယရှင်ဘုရားသာရုကောင်းပါပြီ သူတို့ပြောတော့ကတော့သာဓုပန္တိဒါလေးဣတိခောဤတို့လင်စိတ်တော်ကပတိစိတ်တတထေတိအာယံသမတော်ကာမဘုဒ္ဓအရှင်ကာမဘုမတိဘာတိတံအဖြေစကားကိုအဘိနန္ဒိတဝါနှစ်သက်၍အနုမောဒိတဝါဝမ်းမြောက်ပြီးတော့အာယသမန္တံကာမဘုံ အရှင်ကာမဘုမတိကို ဥတ္တရိန်အထက်ဖြစ်သောပညာပြဒနာကို ပုတ်ရှိ မေးမြန်းပြန်လေပြီဘယ်လိုမေးကတမောပဏဗန္တိကာယသင်္ခါရော ကတမောဝစီသင်္ခါရောကတမောစိတ်ဓာသင်္ခါရောဟောတာဒုတိယအမေးဗန္တိအရှင်ဘုရားကာယသင်္ခါရောကာယသင်္ခါရဆိုတာကတမောဘေတရားလေဖျား ဝရှိသင်္ခါရောဝရှိသင်္ခါရဆိုတာကတ္တမောအဘေတရားပါဏိဖျာစိတ်တသင်္ခါရောစိတ်တသင်္ခါရဆိုတဲ့တရားကကတ္တမောအဘေတရားပါလေဖျာရှင်အရှင်ကာမဘုရားကြောင်းတကားကာယသင်္ခါရဝရှိသင်္ခါရစိတ်တသင်္ခါရလို့သင်္ခါရ၃ပါးရှိတယ်အဲ့ဒီလိုပထမပု္ပ္ပံကဖြည်လိုက်တော့တထေးက အရှင်ဘုရားဘေတရားကိုကာယသင်္ခါရဘေတရားဝစီသင်္ခါရဘေတရားကစိတ်တသင်္ခါရခေါ်တယ်လေဘုရားအဲ့ဒီလိုမေးဒုတိယအမေးအဲ့ဒီတော့အရှင်ကာမဘူးမချင်းညာကဘာပြန်ဖြေတယ်လဲအတ္တတပတ္တတာခောကဟပတိကာယသင်္ခါရော ဝိတ္တကဝိသာရဝစီသင်္ခါရောတင်ညာသဝေဒနာသစိတ်တသင်္ခါရောအဲ့ဒီလိုပြန်ဖြေဂာပတိကြောင့်တကားတထေခောစင်စေအတ္တတပတ္တတာထွက်လေဝင်လေဤနှထွေတို့သည်ကာယသင်္ခါရောကာယသင်္ခါရမည်ကြောင့်တကားထွက်လေဝင်လေအတ္တတပတ္တတာအာနာပါနာ ီနပါကိုကာယသင်္ခါရခေါ်တယ်ဝိတကဝိသာရဝိတဝိသာရတို့ဒီဝစီသင်္ခါရဝစီသင်္ခါရမြည်ကျောင်းတကဝိတစေတသိက်နဲ့ဝိသာရစေတသိက်အဲ့ဒါကိုဝစီသင်္ခါရခေါ်တယ်ပညာသဝေဒနာသစိတ်တသင်္ခါရော သိညာနဲ့ဝေဒနာဒီစေတသိက်နှစ်ပါးကိုတော့စိတ်တသင်္ခါရခေါ်တယ်။ဟောဒါဒုတိယအမေးရဲ့အဖြေပြီးပြန်။အဲ့ဒီအမေးအဖြေပြီးပြန်တော့လေရှင်းနည်းအတူပဲစိတ်တတိကဧဝံသာဓုပန္တိသာဓုပါအရှင်ဘုရား။ အဲ့ဒီလိုပြောပြီးတော့တတ္တိယမြောက်ပြတနာမေးပြန်တယ်ဘယ်လိုမေးကံသမာပဏာဗန္တိအတ္တသပတ္တသကာယသင်္ခါရောကံသမာဝိတက်ကဝိသရာဝစီသင်္ခါရောကံသမာသိညာသဝေဒနာသစိတ်တသင်္ခါရောတက်တက်ပြီးတော့မေးလာဗန္တိအရှင်ဘုရားကံသမာအဘဲကြောင့် အတ္တတာပတ္တတာထွက်လေဝင်လေဤနှထွေတို့သည်ကာယသင်္ခါရောကာယသင်္ခါရမြိပါတဏိဖျာရှင်ဗျာထွက်လေဝင်လေထွက်သက်ဝင်သက်ဆိုတဲ့ဒီနှပါကိုဖကြောင့်ကာယသင်္ခါရခေါ်ရတယ်လေကာသမအဖေကြောင့်ဝိတကဝိသရဝိတဝိသရတို့သည်ဝစီသင်္ခါရောဝစီသင်္ခါရမြိပါတဏိဖျာ ဝိတ္တဝိသနာကိုဘာကြောင့်ဝစီသင်္ကာရခေါ်ရကလဲကံသမာဘဲကြောင့်သိညာသသိညာစေတသိက်ဒီလကောင်ဝေဒနာသဝေဒနာစေတသိက်ဒီလကောင်စိတ်တသင်္ခါရောစိတ်တသင်္ခါရမြည်ရပါသည်ဖျာသိညာနဲ့ဝေဒနာဒီစေတသိက်နှစ်ပါးကိုဘာကြောင့်စိတ်တသင်္ခါရခေါ်ရတော့ဟောဒီလိုတတ္တိယ အမေပု္ပ္ပံမိတော့အရှင်ကာမဘုရားပြန်ဖြေတယ်အတ္တတပတ္တတခောကဟပတိကာယိကာဣတိဓမ္မကာယပฏิပတ္တတသမအတ္တတပတ္တတကာယသင်္ခါရောကာပတိကြောင့်တကားတတိခောရှင်စေအတ္တတပတ္တတထွက်လေဝန်လေဤနထွေတို့သည် ကာယီကာဤကရဇခေါ်ဆိုကရဇခေါ်ဆိုဤကိုကိုမှီ၍ဖြစ်ကုန်၏ဣတိဓမ္မဤထွက်လေဝင်လေဆိုတဲ့တရားနှစ်ပါးတို့သည်ကာယပฏิပတ္တကရဇခေါ်ဆိုဤကိုနှင့်ဆက်ဆက်ကုန်၏ဒါနမအထူးကြောင့်အတ္တသပတ္တသာထွက်လေဝင်လေဤနှစ်ထွေတို့သည်กายသင်္ခါရောกายသင်္ခါရမြည် တဖြည်းတဖြည်းလက်နေလာတာအနုပုပ္ပနေနမဟာသမုတ်တရားအရှင်သဖြင့်နှောက်ရှိုင်းသွားတယ်သဘောတရားလည်းပဲပြတနာတရားတစ်ခုနဲ့တစ်ခုတက်တစ်ခုနှက်သွားကြောင်းကထွက်တဲ့ဝင်သက်ဆိုတဲ့ဒီတရားနှစ်ပါးဟာတဲ့ကရဇခေါ်သောဤကိုယ်ကာယကိုမှီးပြီးဖြစ်ရ ဘေဒီကိုကံရရှိမှထွက်တဲ့ဝင်တဲ့ဆိုတာဖြစ်တယ်တဲ့။ဒါပြင်းရင်ထွက်တဲ့ဝင်တဲ့ဆိုတဲ့တရားနဲ့ကရဇခေါ်ဆိုသည်အသက်ရှိကိုနဲ့ဘယ်လိုတော်ဆက်ဒီကိုကအကြောင်းထွက်လေဝင်လေကအကျိုးအဲ့ဒီတော့ထွက်တဲ့ဝင်တဲ့ဟာ ဒီပြုပြင်အပ်တဲ့တရားဒီကရဏခေါ်တဲ့ကိုကပြုပြင်တတ်တဲ့အကြောင်းတရားအဲ့ဒီတော့ဘာပါဠိလိုပဲနဲ့ဝိဇ္ဇိုလ်လို့อ่ะကာယီနသင်္ခရိယတိတိကာယသင်္ခါရောကာယီနကရဇခေါ်ဆိုဤကိုသည်သင်္ခရိယတိပြုပြင်အပ်ဤဣတိထို့ကြောင့်ကာယသင်္ခါရောကာယသင်္ခါရမိဤ ကရဇခေါ်သောဤကိုဖြင့်ပြုပြင်အပ်သောတရားဖြစ်လို့ထွက်လေဝင်လေကိုကာယသင်္ခါရခေါ်တယ်။ဟောဒီလိုရှင်းလား။အိန္ဒုတိယအမေကြတော့ကတ္တမဝိတကဝိသာရဝစီသင်္ခါရဘက်ကြောင့်ဝိတဝိသာရကဝစီသင်္ခါရခေါ်တော့ဆိုတဲ့အဲ့ဒီအမေအတွက်ပဲလို့ဖြေတော့ ပုဂ္ဂေဝအခောကပတိဝိတကိတဝဝိသာရတဝပစ္ဆဝါသံသိန္တတိသသမဝိတကဝိသာရဝစီသင်္ကာရောရဟတတိကြောင့်တကားကြီးပုဗ္ဗေဝနှုတ်တံမထွက်မမြတ်ဆိုခင်ရှိဥကပင်လင်ဝိတကိတဝကျမ်းစီကြီးမှဝိသာရတဝစီစစ်ကြီးမှ သစ္စာနောက်ကလ၌ဝါတံနှုတ်တံကိုဘိန္တိမြတ်ဆိုဣတတမထို့ကြောင့်ဝိတကဝိသရာဝိတဝိသရာနှပါတို့ဒီဝစီသင်္ခါရောဝစီသင်္ခါရမြည်ဤကြောင်းလရာကြီးဝစီဆိုတဲ့ပါဠိမြန်မာလိုအတန်နှုတ်ကမြတ်တဲ့အတန်ကိုဝစီခေါ်အဲ့ဒီနှုတ်ကမြတ်ဆိုတဲ့အတန်ဟာ ဝိတ္တဝိသရဏနဲ့ဘယ်လိုဆက်ဆံဟောဒီဝိတ္တဝိသရဏကရှင်းဥစွာဝိတ္တနဲ့ဝိသရဏနဲ့ကြံစည်စဉ်းစားရအဲ့ဒီလိုစဉ်းစားပြီးမှဘယ်သူပေါ်တယ်လဲဝစီလို့ခေါ်တဲ့နှုတ်တံပေါ်တယ် လို့ဝစီလို့ခေါ်တဲ့နှုတ်ကံပေါ်တော့ဝစီခေါ်တဲ့နှုတ်ကံကိုဘယ်သူကပြုကျင်ဖန်တီးပေးတယ်လဲဝိတ္တဝိသနာကပြုကျင်ဖန်တီးပေးတယ်အဲ့ဒီတော့ဘယ်နဲ့ဝိကျော်လဲวะဝစီရသင်္ခါရောဝစီသင်္ခါရောဝစီရဝစီပေတ္တနှုတ်ကံကိုသင်္ခါရောပြုကျင်ပေးတတ်တဲ့တရားတွေ ဝိတ္တနဲ့ဝိသရဟောဒီလိုဝိတ္တလို့ဟာတတုတိယသင်္ခါရရဲ့အကြောင်းဒီတော့ရှင်ကာမဘုကအကြောင်းတကားရှင်းဥစွာကြံစည်ဆင်ခြင်စီစစ်ပြီးမှဝရှိဘေဒနှုတ်တန်မြတ်ဆိုရလာဖြစ်လေတော့ကြဝိတ္တဝိသရကိုဝစီသင်္ခါရခေါ်တယ် ဝစီဝစီဝေဒနှုတ်တံကိုသင်္ခါရပြုပြင်ပေးတတ်တဲ့တရားဟောအဲ့ဒီလိုအကြောင်းနဲ့အကျိုးအဲ့ဒီလိုထားရတတိယဘာကြောင့်သင်ညာနဲ့ဝေဒနာကိုစိတ်တင်္ခါရခေါ်ရတယ်လဲဒီအမေးရဲ့အဖြေကြသင်ညာသဝေဒနာသ စေတတိကာဧတိဓမ္မာစိတ်တပฏิပတ္တဓမ္မာသိညာသဝေဒနာသစိတ်တသင်္ခါရောကြောင်းတကားသိညာရဲ့ဝေဒနာရဲ့ဆိုတဲ့ဒီတရားဟာဘယ်ကိုမြည်ရစိတ်ကိုမြည်ရစိတ်ဖြစ်မှသိညာဝေဒနာဆိုတာဖြစ်တာစိတ်မဖြစ်ရင်သိညာဝေဒနာမဖြစ်ဘူး အဲ့ဒီတော့စိတ်ကအကြောင်းပညာဝေဒနာကအကျိုးပြုပြင်အပ်တဲ့အကျိုးပညာဝေဒနာကအဲစိတ်ကပြုပြင်တတ်တဲ့အကြောင်းဒါကြောင့်စိတ်တင်နာသင်္ခရိယတိတိစိတ်တသင်္ခါရောဝေဒနာပညာကိုစိတ်ပြီးပြုပြင်အပ်သောကြောင့် ဒီဝေဒနာသင်ညာဒီစိတ်တသင်္ခါရမြည်တယ်သင်္ခါရပုဂ္ဂိုလ်ကမ္မသာရဏဝိဇ္ဇုလောကအာဒီလော